ပရိသတ်များအားလုံးကိုကျမတို့ရဲ့နေအော်ဒီယိုဘုတ် channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူလေလွင့်သူတွန်တေးရေးသားထားတဲ့အညိုးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနား notification လောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။ မနက်ခင်းကမိုးရိပ်များနဲ့အုံပိုင်းဝေကြီးလျက်ညကတညာလုံးရွာထားတဲ့မိုးကြောင့်လေကွင်းပြင်မှာစပားပင်များပို၍စိမ့်ဆူနေတယ်။မင်းလာရွာမှာရွာသူရွာသားများကတောင်ရလေကြီးများလောက်ကင်ခြင်းနဲ့အတက်မွေးဝမ်းကြောင်းပြုရတာမို့မနက်ခင်းအာယုံတက်တာနဲ့ကိုစီတောင်ရတဲ့သွားကြရသည်မှာဓလေးတစ်ခုပင်ဖြစ်တယ်။ကိုကံကောင်းကညလေကွင်းကက်သင်းနေအနာထောင်ခဲ့တဲ့လက်ရှင်းပိုင်များကို တလုံးပြီးတလုံးဖော်လာရင် မိုးကတအားရွာနေရနဲ့ခက်ခိုက်တော်အောင်ချမ်းနေပြီမို့လွယ်ဤတဲမအသင်ရလာတဲ့ရေစမ်းလိုက်ထောင်ထားတဲ့ငရှင်ပိုင်အားဂုံ၍ပေါ်ယူလိုက်စဉ်ဟင်းမြတ်စွာဘုရားလှုပ်လှုပ်ကြပါဦးကတင်းပေးရေဆက်စပားပေများကြားမှလက်တက်ဖက်ထွက်နေတာကိုမြင်လိုက်ရခြင်းကြောင့်အပြေးလွားသွားကြည့်လိုက်တဲ့အခါမောင်ရဲ့အနေထားနဲ့အမျိုးသမီးတဦးအဝေးစားများစုပ်ပြဲလျက်တေဆုံးနေလေတဲ့မောင်ရဲ့မျက်နှာအားမမြင်ရတာကြောင့် ကိုကံကောင်းလမ်းမတစ်ဖက်သို့ဆွဲလန်လိုက်တဲ့အခါဟာပူပူညီမလေးဘလို့ဖြစ်ရတာလဲဟာကိုကံကောင်းနဲ့ပူတို့ကမောင်နှမအရင်နေတပ်ဖွဲ့နေထိုင်လာတဲ့တရွာရဲသားများပင် ဖြစ်ကြတာမို့ကိုကံကောင်းမျက်ရည်များပင်မစဲနိုင်မမနည်းရတော့သူကောက်ဆိုင်ကပြန်လာတော့ကတိနာမှာငရှင်းပိုင်များထောင်နေတဲ့ကိုကံကောင်းအနာက ဖြတ်သွားရင်စားနောက်သွားခဲ့သေးတယ်အခုတော့မြင်မကောင်းအတတ်မဲ့နေပြီဖြစ်တယ် ဒီကောင်မလေးကမိဘအပေါ်တည်တက်လိမ်မာတဲ့ကလေးပါ အဖေဖြစ်သူလဲထဲမှာပိုးထိပ်ပြီးဆုံးသွားတော့ပိုးအပြူရွယ်ရောက်ခါစလကျေပကျင်တဲ့အရွယ်လေးပဲရှိပါသေးတယ်အမေဖြစ်သူနဲ့ဘဝကိုခက်ခဲပင်ပန်းစွာရုန်းကန်ကြရင်ကရုတ်တရက်အမေဖြစ်သူလေးဖြတ်သွားတော့အရွယ်နဲ့မမြရုပ်ရည်လေးနဲ့မလိုက်အောင်ပင်ပင်ပန်းပန်းလောက်ကင်စားတော့နေခင်ရတယ်အတတ်မဲ့နေတဲ့ပိုးဦးခန္ဓာကိုယ်ဟာကတဲ့မော်ဆွဲတင်ရင်မိုးတွေကလည်းတဲတဲမဲမဲရွာမနေ့က တပတ်လေးခေါင်းပေါင်းလျက်လျှော့များပေးကြရင်ကြားနောက်သွားတာကိုမျက်လုံးနဲ့မြင်ရောင်းရင်ကိုကံကောင်းတယောက်မျက်ရည်များအတွင်တွင်စီးကြလျက်ရွာဘက်သို့အာကုန်ပြေးလေတော့တယ်။ရွာလူကြီးများနဲ့ကာလာသားတချို့ကိုသွားခေါ်ခဲ့ပြီးပိုးဦးအလောင်းအားလာတဲ့ခဲ့ကြတယ်။ရွာထဲမှာလူအများနဲ့ရဲတချို့ရောက်လာပြီးပိုးဦးအတွက်ပြေးမစင်နိုင်အောင်တချို့များငိုကြွေးကြတော့တယ်။ရဲများကပိုးဦးကိုစစ်ဆေးကြည့်ရင် ပိုးဦးတယောက်အချင်းချင်းအာဓမပြုကျင့်မိမှအသက်ခံထားအကြောင်းမှတ်ချက်ပေးကြတာကိုကြားသိရတော့ပို၍ပြခြေခွဲခဲ့ရတယ်။ပိုးဦးရဲ့မိခင်ဒေါခင်နှဲကလည်းလေးဖြတ်ထားတာကြောင့်ဒီကိစ္စကိုအတိပေးလို့မဖြစ်သေးကျမရေးပို၍စိုးဝါလာမအောင်လူကြီးများကစိုးရင်ကြတဲ့အတွက်အမြန်ဆုံးတကြိုရန်စီစဉ်ကြတယ်။နေချင်းပင်မိတကြိုလိုက်ကြပြီးနောက်ကိုကံကောင်းပိုးဦးလေးရဲ့မိခင်ကိုအစဉ်ပြေအောင်တခုခုလိန်ညာပြီးပြောထားရင်လေဆောင်တဲလေးစီတို့သွားလေတော့တယ် ထဆမ်းမိမမိုးပေါက်များတဖောက်ဖောက်ကြာရင်တဲလေးအတွင်းဝဲမောင်းနေပါပြီ။အကြီးလေးရေအကြီးလေးကိုကံကောင်းတကြောကြောခေါ်ပြီးမှအကြီးလေးတော်ခင်တွေကလေးဖြတ်ထားလို့စကားမပြောနိုင်တာကိုသတိရသွားရင် အထဲသို့ဝင်လိုက်ပြီး၍မိဖို့ကြောင့်လေးတဲ့သို့ဝင်ကြည့်လိုက်တော့စင်ပေါ်မှာတင်ထားတဲ့ထမင်းအိုးလေးထဲမှာထမင်းများပင်တိုးနေခဲ့ပြီ။ကိုကံကောင်းရှင်နေဝဲစိတ်မကောင်းခြင်းဝမ်းနေခြင်းများနဲ့အိယာပေါ်မှာအကြီးလေးတော်ခင်တွေအနာကတ်ထိုင်လိုက်တဲ့ ဟင်အကြီးလေးအကြီးလေးကိုကန်ကောင်းမြည်တော့ပင်လှုံနှိုးခေါ်ယူစေကာမူအေးဆက်တောင်းတင်းနေတဲ့ဒေါ်ခင်နဲ့ခန္ဓာကိုယ်ကငြိမ်သက်နေခဲ့ပြီမဟုတ်လားအပြည့်ဆိုးလိုက်တာအကြီးလေးရဲ့ဘယ်ဘဝဝေကျွေးရကြအကြီးလေးတို့သားမိဒီလိုအပြည့်ဆိုးတွေကြုံရတာလဲဗျာပြောရင်းငိုရင်းဘုန်းကြီးကပိုးတို့သားမိရဲ့တရင်ကရွာနီးချုပ်ဆက်ပြောစမှတ်ဖြစ်အောင်မင်းကြေကွဲဝမ်းနေပွဲရှိနေတော့တယ်လာရောက်အောင်နိုင် ရွာအနောက်ဘက်တင်ញိုင်တော်ထဲမှာယောက်ျား၃ယောက်အရွယ်ဝိုင်းဖွဲ့ရင်စိလိတ်ဖက်ချန်းကိုစည်းဖွာဆိုင်လျက်တယောက်နဲ့တယောက်စကားများနေကြတယ်။ဟိတ်ကောင်စိန်ကြီးစိန်ကြီးဆိုတဲ့လူမှာတောက်လက်ဆော့ခွက်ထဲမှာလက်ကျန်အားအကုန်မောလိုက်ရင်ဘာလဲစိုးပေရအရက်တော့ရတာစိတ်မရှိလိုက်တာစိုးပေဆိုတဲ့လူကစိတ်မရှိဟန်နဲ့ဟိတ်ကောင်စိန်ကြီးစိန်ခံမနေနဲ့မင်းလောက်ခဲ့တာအခုတောက်ပြဒနာတွေတက်နေပြီကွအခုဘယ်လိုလုပ်မလဲ။ မင်းကိုငါတို့ကိစ္စပြီးပြန်လွှတ်လိုက်ပါလို့ပြောခဲ့တော်ကောင်မလေးကိုမင်းရှင်းပြစ်လိုက်တာငါတို့ကိုရဲရအနက်ခံနေပြီကွစိန်ကြီးဘာမှမပြောပဲအရက်ကိုသာအငမ်းမရတောက်နေတာမို့ဘေးမအောင်မိုးဆိုတဲ့လူကဟိတ်ကောင်ဆိုးပြီစိန်ကြီးလောက်တာမှန်နေကွဒီလိုသာအပြက်မရှင်းခင်ဒုက္ခရောက်မှငါတို့ပဲမလားမင်းလဲပါတယ်နော်၃ရောက်လုံးထောင်ထဲမှာအယိုးဆွေးသွားမှာဆိုးပြီမင်းအေးစင်းနေစမ်းပါကွာဆိုးပြီဘေးမအောင်မိုးရဲ့စကားကြောင့်ငြိမ်ကြသွားပြီး အတော်ကြာမှစိုးပေစီကအတန်ထွက်လာခဲ့တယ်။အဲ့ဒါဆိုရင်ငါတို့ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲ။စဉ်းစားကြပါအောင်ဟ။စိန်ကြီးကုန်ကန်ကြီးဖက်ချန်းစိလိတ်ကိုအားရအောင်ဖွာရှိုက်ပြီးတဲ့နောက်အခုလောလောဆယ်တော့ငါတို့ဘာမှလုပ်မရသေးဘူး။မင်းတို့ဒီတိုင်းဟန်မပြတ်သားနေကြ။ကြာရင်လူတွေမေ့သွားလိမ့်မယ်။တတိတော့မပြတ်စေနဲ့။အားလုံးအေးဆေးဖြစ်တဲ့အခါငါတို့တဏှာရာကိုရှောင်ကြရမယ်။အခုချိန်ထွက်သွားရင် ရွာလူတွေသတိထားမိသွားလိမ့်မယ်။အေးအေးပါကွာ စိန်ကြီးကသူတို့သုံးယောက်တည်းလက်စားခြေစားရှိသူမှုကိုစီလက်ခံကောင်းငင်လိုက်ကြရင်ပလင်းထဲရှိအရက်များကိုကိုအောင်တောက်စားလိုက်ပြီးကိုစီလမ်းခွဲပြန်ခဲ့ကြတော့တယ်။ညလာဆန်းရမှုလာရောင်ရေးရေးနဲ့ပဝင်းကျင်အားဟိုးတဝါများသာမြင်တွေ့ရတယ်။အရက်တကိုးနဲ့ရီဝေလျက်အပြန်လန်းတလျှောက်အောင်မိုးတယောက်ဟိုနေအောင်နဲ့ပေါင်းပြီးတော့မှားခဲ့တဲ့အမားအတွက်နောင်တရရမဆုံးမင်းအဲ့ဒီနေ့ကညနေဆောင်နေပြီပိုးဦးလေးကက်သင်းမော်ကရှောက်သွားတော့ လမ်းမှာအောင်မိုးတို့သုံးယောက်နဲ့တိုးလေတယ်။မောင်ကလည်းမောင်စားပြုဝီမှု တကူလုံးရေစိုနေတဲ့ပိုးဦးလေးရဲ့ခန္ဓာကိုယ်ကောက်ကြောင်းများမှာအရိုင်းပန်းလေးတပွဲဒီကိစ္စကိုစားခဲ့တာကစိန်ကြီးဒီကောင်ကောင်မလေးကိုကတဲ့င်းပေးရခြုံပုံလေးအနားမှာတွန်းလဲ၍အတ္တမပြုကျင့်နေတာကိုမြင်နေရ၍အောင်မိုးနဲ့စိုးပေလဲယာကစိတ်တွေငယ်တဲ့ရောက်လာပြီးတယောက်ပြီးတယောက်အလဲကျဇန်နာကိုဖြည့်ဆည်းခဲ့ကြတယ်အပြိုလေးမှုငိုယိုပြီးပြန်လှုပ်ပေးဖို့အကြိမ်ကြိမ်တောင်းပန်နေတဲ့ကြားမှာ စိန်ကြီးကလေကွင်းထဲရေဒူးကောက်လောက်ထဲမှာပိုးဦးလေးကိုမတင်မချင်းနှစ်သက်ပြစ်ခဲ့တာကိုမြင်တွေ့ရ၍အောင်မိုးနဲ့စိုးပေထိတ်လန့်နေခဲ့ရတယ်။ရွာအစွန်လမ်းမှုမိုးခါဝဲရှုံးပွက်များထနေတာကြောင့်အောင်မိုးတမီးမိန်မိန်နဲ့လျှောက်လာခဲ့ရင်တနေရအရောက်ဟင်အာမိုးအနောက်မှထက်ချက်မကွာလိုက်လာတဲ့ခြေတံကြောင့်ဓာမီလေးနဲ့အနောက်သို့လှည့်တိုးကြည့်တော့လေမြည်သူမှမတွင်ရအာမိုးကြက်သိမ်းများထားတဲ့ဇောကျွေးများပင်စီးကြလာတယ် တဝင်းကျင်မှာငင်းနေပြီမို့တိတ်ဆိတ်ငြိမ်သက်လျက်လာရောက်ရေးရေးအောင်ကြောက်စိမ့်နဲ့အောင်မိုးခြေလမ်းများတွက်လာတယ်။ရွာအဝင်ကုတ်ကိုပင်ကြီးအောင်နာရောက်တဲ့အခါအရှိမလူတယောက်မတည့်ရနေတာကိုအောင်မိုးဝိုးတော်ဝါလှမ်းမြင်လိုက်ရပြီးယောက်ျားလားမိန်းမလားမျက်နာမှာမသေးကွဲကြောက်ကြောက်နဲ့အနာတို့ရောက်လာတဲ့အခါတမီးမိန်လေးနဲ့မတိမသားထိုးကြည့်လိုက်တဲ့အခါအမလီပိုးပိုးပိုးလင်းလင်း တပတ်လေးကောင်းပေါင်းရင်မျက်နာတစ်ခုလုံးညိုမဲလျက်မျက်ရည်များစီးကြနေသူကတော့သူတို့သုံးယောက်ရရဆက်ဆက်အာဓမပြုခြင်းခဲ့တဲ့မတ်ပိုးသူတို့သုံးယောက်ရရဆက်ဆက်အာဓမပြုခြင်းတတ်ခဲ့တဲ့မတ်ပိုးပဲဖြစ်နေတော့တယ်။အောင်မူလူရောက်မှာနင်တို့ကြောင့်ငါဘဝပြည့်ရတာငါအမေလည်းတည်ခဲ့ရတာအောင်မူလက်အုပ်လေးချီလက်ကြောက်သေးများထွက်ခါတုံတုံရင်ရင်နဲ့မမဟုတ်ပါဘူးခါငါငါတောင်းမှန်ပါတယ်ငါ့ကိုချမ်းသာပေးပါဟာ ်နော်ပူအတန်အော်ကြီးနဲ့ဟာပပရီမောလိုက်တယ်ဟာဟာဟာအောင်မူအောင်မူငါ့ကိုမတက်ဖို့ငါလဲတောင်းပန်ခဲ့တာပဲနင်းတို့ရဲရဲဆက်ဆက်ငါ့ကိုတက်ခဲ့ကြတာလေမရဘူးနေဒီညတေကိုတေရမယ်မလုပ်ပါနဲ့အမေကဲပါအောင်မလုပ်ပါနဲ့အောင်မူမိမပင်ရုံးကန်နေတော့လဲမရတော့တိတ်ဆိတ်ငိမ့်တက်လျက်ရှိတဲ့ပဝင်းကျင်အောင် အောင်မူရဲ့မချီမဆန်းအော်တန်ကြီးကဖုံးလန်းသွားပါတော့တယ် မနက်ခင်းကလာပါပေမဲ့မင်းလာရွာမှာတော့ရွာသူရွာသားများရွာနောက်ဘက်သို့ပြေးလွှားသွားကြပြီးလူများတယောက်တစ်ပေါင်းနဲ့ပြောဆိုနေကြတယ်။ဟဲ့ဘာတွေဖြစ်နေကြတာတော့။ဟာရွာနောက်ဘက်ကိုကိုပင်ကရင်ရင်းပြက်ကြီးထဲမှာအောင်မိုးတယောက်ဇက်ချိုးပြီးတည်နေလို့တဲ့ဟိလာသွားပြီးကြည့်ရအောင်။အချင်းချင်းပြောဆိုနေကြတဲ့အတန်ကိုစိုးပေအိယာထဲမှာကြားလိုက်ရတဲ့အခါလမ်းပြန့်ပြီးခေါင်းရင်းမှဆေးလိတ်တို့ကိုဆွဲကစိန်ကြီးတို့အိမ်ဘက်ထွက်ခဲတော်တယ်။ စိန်ကြီးတို့အိမ်ရှိရောက်တော့စိန်ကြီးကိုမတွေ့ရစိန်ကြီးရေဟဲ့ကောင်စိန်ကြီးအိမ်ထဲမှာစိန်ကြီးရဲ့ဦးလေးဦးဖိုးခင်ထွက်လာတယ်ဟဲ့စိုးပေပါလားမင်းကောင်ကမရှိဘူးကွရွာနောက်ပိုင်းမှာအောင်မိုးရေရင်းမြတ်တဲ့ဇက်ကျိုးတည်နေလို့တဲ့အဲ့ဒါသွားကြည့်တယ်မင်းတွေ့ချင်းအဲ့ဒီကိုသာလိုက်သွားပြီတော့ဟုတ်ဟုတ်ကဲ့ဦးလေးစိန်ကြီးတို့အိမ်အားကြောခိုင်းကရွာနောက်ပိုင်းရေရင်းပြတ်စီတို့ရှောက်လာရင်လမ်းမှာစိန်ကြီးနဲ့တိုးလေတယ်ဟာဟဲ့ကောင် စိန်ကြီးမင်းကိုငါရှာနေတာကွ စိန်ကြီးပဝင်းကျင်ကတစ်ချက်အကဲခဲရင်စိုးပေငါတို့ထရောတဲ့သွားရအောင်စကားကိုခက်ပြက်ပြက်ပြောလာတဲ့စိန်ကြီးအားနားမလဲဟန်နဲ့စိုးပေခေါင်းငိတ်ကလိုက်လာခဲ့ပါတော့တယ်ထရောတဲ့ရောက်တော့မှစိန်ကြီးကပဲစကားစပြောလာတယ်စိုးပေဘာလဲစိန်ထရေတခွက်ကိုဦးထဲမှလမ်းခန့်ရင်စိုးပေထူလိုက်တော့စိန်ကြီးဆက်ပြောလေတယ်အမိုးသေးတာမရိုးဘူးကွာဟာမင်းကလည်း ဘာလို့မယိုးတာလဲစိန်ကြီးတခုခုကိုကြောက်နေတဲ့ပုံစံနဲ့ဇိုးပေအနာတို့တို့ကအောင်မိုးသေးတာကိုငါသွားကြည့်တာရေရင်းမြတ်ထဲမှာအောင်မိုးရဲ့မျက်နှာနောက်ကျောထိရောက်တပတ်လည်ပြီးကျိုးသေးနေတာကွနောက်ပြီးအောင်မိုးမျက်လုံးတွေကတခုခုကိုမသေးခင်ကြောက်လန့်ခဲ့ပုံရတယ်ပြူးပြီးထွက်နေတာငါမျက်လုံးတွေကမထွက်ဘူးကွာပေးကြီးလော်လေးဝိုင်းကစိန်ကြီးပြောသမျှကိုအာယုံဆိုင်ပြီးနားထောင်နေတဲ့ဇိုးပေကစိန်ကြီးအားမေးလိုက်တယ်ငါတို့ဘာဆက်လုပ်မလဲ စိန်ကြီးအသေးချာစဉ်းစားနေခဲ့ပြီးအတော်ကြာမှငါတို့ကံကောင်းတဲ့ရဲတွေကစောင့်ကြည့်နေကြတယ်ကွငါတို့နှစ်ယောက်မျိုးကငါတော်လေးစီမှခဏသွားဆောင်နေရမယ်ဆိုပြီးမနှက်ပြန်မျိုးကိုသွားတဲ့ကားနဲ့ငါတို့အမိလိုက်သွားဖို့အတွက်မေဒီညအစင်သေးဖြစ်အောင်ပြင်ဆင်ထားလိုက်စိန်ကြီးစီစဉ်တဲ့အကြံအားဆိုပြီးလက်ခံလိုက်တယ်အေးပါကွာမနှက်ပြန်မနဲ့အစောဆုံးကားနဲ့သွားကြတာပေါ့ထုံညံ့နေကသူတို့နှစ်ယောက်ပြေးဖို့ရာကြံစီရင် ထရေတောက်ခါကိုစီအိမ်ပြန်ခဲ့ကြတယ်။ညနေတည်းကရွာတဲ့မိုးကညာတီမတိတ်နိုင်တဲတဲမဲမဲရွာနေတယ်။အိမ်ရထဲမှာဟိုဘက်ဒီဘက် လူလိမ့်နေရင်စိုးပေတယောက်ရုပ်ပြက်စီပြန်နဲ့အောင်မိုးသေးဆုံးသွားခြင်းအပေါ်ထိတ်လန့်နေခင်ရတယ်။ထို့ကြောင့်မိမိအလယ်များရောက်လာလိမ့်မလားလို့တွေးရင်အတော်နဲ့အိမ်မပြောနိုင်။တကောင်ချိန်ရောက်မှအတွေးများကိုတခန်းရက်ခါအိပ်ပြောသွားလေတော့တယ်။ ီမြပင်အိပ်ပျော်သွားတယ်မသိစိုးပေနားတဲ့၌ရေတံများကြားလိုက်ရ၍ခေါင်းထောင်ကြည့်လိုက်တဲ့အခါဟင်ငါငါဖေရောက်နေရလဲသူအိပ်ပျော်သွားစဉ်အိယာပေါ်မှာပါအခုရေတံနေကြားလို့ထားကြည့်လိုက်တော့မြေကြီးပေါ်မှာဖြစ်နေတယ်အံဩထိမ့်လန့်ခြင်းများနဲ့ပဝင်းခြင်းကိုအကဲခတ်ကြည့်တော့ရွာသေးငယ်ပေမလေရာတွေတဲ့သို့ရေပေးနေတဲ့ရေမြောင်းသို့မဟုတ်အရက်ဒေသခေါ်မူးအနာဖြစ်နေမှသူတိလိုက်ရတော့တယ်လူလူချင်းသာစိုးပေမကြောက်တာ ဒီလိုအဖြစ်မျိုးကြုံနေရတော့လက်ပြလွင့်မတ်တဲ့ထိတ်လန့်နေသူထပြေးဖို့စူးစားလိုက်ပေမဲ့ရုတ်တရက်သူအရှိမအမျိုးသမီးတယောက်ခေါင်းပေါင်းလေးနဲ့ရေများဆူရွှဲလေးမတ်တရက်နေတာကိုလာရောက်ရေကြီးအောင်မှာမထင်မရှားနဲ့မြင်လိုက်ရတာနဲ့အနောက်သို့ဖင်ထိုင်လဲကျသွားတော့တယ်နိနိဘဘသူလဲစိုးပေမေးလိုက်တော့သူမအရှိတို့တိုးလာပြီးငါဘသူလဲတေချာကြည့်စမ်းစိုးပေစိုးပေကြောက်ကြောက်နဲ့တေချာကြည့်လိုက်တဲ့အခါအာပူပူ ငါ့ကိုမတက်ပါနဲ့ဟာငါငါအဲ့ဒီနေ့ကမူးနေလို့လုံးမိတာပါငါငါ့ကိုခွေ့ခွေ့တော့ပါဟာငါငါတောင်းပန်ပါတယ်စိုးပေထို့တို့ပြောလိုက်တော့ပူဟာပက်ပက်ရီမောတယ်ဟာဟာဟာစိုးပေစိုးပေငါအဲ့လေတုန်းကရောအချိန်ချင်းတောင်းပန်နေပါရဲ့နဲ့နင်တို့သုံးယောက်တဏယမက်အဝီစီးကတ်နေခဲ့ကြတာမဟုတ်လားငါ့ကိုနင်တို့ကိစ္စလူသိတော့မှဆိုလို့ရှည်ထဲမှာရဲရဲဆက်ဆက်တက်ပြစ်ခဲ့ကြတာလေနင်တို့ကြောင့်ငါ့အမေလဲတေးရ ငါဘဝလည်းပြက်ရဒါ우ငါခွင့်လို့ပေးရမတဲ့လားမရဘူးလေမရဘူးငါအသေးဆုံးနဲ့တည်ခဲ့ရသလိုနင်တို့တွေလည်းအသေးဆုံးနဲ့ပြန်တည်စေရမယ်ထိုးထိုးပြောနေရင်ကပိုးရဲ့ခန္ဓာကိုယ်မှအပုံနဲ့များထွက်လာပြီးအသားများပင်ပဲ့ကြွေကြလျက်ရှေ့သို့တိုးလာတဲ့အခါစိုးပေပြေးချိန်မရလိုက်ပါမဲမလုပ်ပါနဲ့ဟာခွေခွင့်လို့စိုးပေရဲ့အော်တန်နဲ့ကြီးကမင်းလာရွာတင်ကြိုင်းနေဝဲချောက်ချောက်ဖွေရနဲ့တိမ်မြုပ်ပျောက်ကွဲသွားလေတော့တယ် အောင်မိုးတေလို့မကြသေးစိုးပေတယောက်တင်ငိုင်းပေးရရေမြောင်းထဲမှာသောက်တိုးအနေထားနဲ့တည်ဆုံနေတဲ့တရင်ရပတ်ဝန်းကျင်ရွာများသည့်ပြန့်တဲ့ကူးဆက်လျက်တယောက်တမျိုးနဲ့ထင်ကြီးအမျိုးမျိုးပေးနေကြတယ်။စိန်ကြီးတယောက်အတဏ္ဍတရီထားနေပါရဲ့နဲ့စိုးပေမရှူမလတေပွဲဝင်သွားခဲရတာကိုကြားသိရတော့စောက်တီးရမရဖြစ်နေပြီးအဝေးစားများထုတ်ပို့ထားကရွာမအမြန်ဆုံးထွက်သွားရန်စူးစမ်းတော့တယ်။ အထုပ်ပိုးများကိုဆွဲကာရွာလူများအလင်း၌မျိုးတို့သွားတဲ့ကားကြုံနဲ့လာရင် အမိပြေးရတော့တယ်။ကန်ခေချင်းတော့အချိန်ရလေညနေဆောင်ပြီမို့မြို့သွားတဲ့ကားများမှာထွက်သွားကြပြီးဖြစ်၍စိန်ကြီးဇောကျွေးများထွက်ကာတနေရာရာတို့ရှောင်းနေရန်ဆုံးဖြတ်ချက်ကြားလိုက်တယ်။ကားလမ်းမလေကွေးမြင်များအတိုင်းပြန်ဆင်းလာခဲ့ပြီးစီတာရွာ၌ရှိတဲ့မိမိရဲ့အတော်ဖြစ်သူထံသွားရင်လေလံအတိုင်းတုတ်ချေတင်လိုက်တယ်။နေရလေဝင်စားပြုပြီးမို့လူလုံးတိတ်မကွဲတော့ ဖုံတူတူလှမ်းလာတလျှောက်ခတ်တုံးတုံးလျှောက်လာရင်ရှေးမနွားချူတန်များကြားလိုက်ရတာကြောင့်စိန်ကြီးအားတက်သွားပြီးလှဲနောက်တို့မိရန်အမြန်ပြေးလိုက်လေတယ်။ဝေးလဲစရာခဏလောက်ရပ်ပါအောင်ဗျာကျုပ်စီသာရွာဘက်လဲကြုံလိုက်ခြင်းလို့လှဲမောင်းသူကခမောက်ကိုခန်းခန်းခန်းဆောင်းလျက်ဘာမှပြန်မပြောခေါင်းငိမ့်ပြ၍စိန်ကြီးလဲလဲပေါ်တို့အထုံများပြစ်တင်ကတက်လိုက်လာလေတော့တယ်။လှဲမောင်းသူလဲလဲဟိုသာအာယုံဆိုင်မောင်းနေပြီးဘာမှမေးမြန်းခြင်း စကားပြောခြင်းမရှိနားရောင်အောင်မှာလေပြေအေးအေးနဲ့လဲကြုံလိုက်စီးတဲ့စိန်ကြီးမှာတဏီကုန်ပင်ပန်းထားတာကြောင့်ငိုင်မီအိပ်ပြောသွားလေတော့တယ်လဲလေးရလဲနွားချူတမ်းမှန်မှန်နဲ့လဲလန်းလေးအတိုင်းတွေ့ရွေ့သွားနေတယ်စိန်ကြီးပင်ပန်းထားတာကြောင့်မိများပင်အိပ်ပြောသွားတယ်မသိစည်းလာတဲ့လဲမတုံငနဲ့ရက်သွားတော့မှလန်လို့သွားတယ်ရောက်ပြီလဲမသူကရောက်ပြီဟုခက်ပြက်ပြက်ပြောလာခြင်းကြောင့်လဲပေါ်မှာဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါဟာ ဒါဒါဘယ်နေရာလဲဗျကျုပ်လည်းမမြင်ဘူးပါဦးလဲပေါ်မှကြီးလိုက်စင်လာရောက်ရေရေအောက်တင်ညာကြီးတစ်ခုနဲ့ရေကန်ကြီးတစ်ခုကိုဝိုးတဝါမြင်လိုက်ရ၍စိန်ကြီးသွေးပြတ်နေလေပြီ ထိုးစင်လဲမောင်းသူကခမောက်ကိုတပြေးပြေးချင်းချုပ်လိုက်ပြီးနောက်ငါဘသူလဲကြည်စန်းစိန်မိမိနာမည်ကိုတည်နေတဲ့ထိုလူကိုစိန်ကြီးတေချာကြည့်လိုက်စင်နင်းနင်းပိုးပိုးဟာသွားပြီစိန်ကြီးလဲပေါ်မှအမြန်ခုန်ချလိုက်ပေမဲ့အခြေအနေကမပေးတော့ ချိန်ကြီးတစ်ခုလုံးလှုပ်ရှားမရကြောက်ရွံ့ကြီးတပွဲရှိနေတော့တယ်။ထိုခိုက်မှာပဲပိုးဦးဆိုတဲ့အလောင်းကောင်ကြီးမှအနားသို့တိုးကပ်လာရင်စိန်ကြီးရဲ့လေပင်မှဆွဲကင်လိုက်ပြီးရေကန်ကြီးရှိရာသို့တရွတ်တိုက်ဆွဲခေါ်သွားလေတယ်။တွေးပြက်ခြောက်ကြားနေတဲ့စိန်ကြီးမှရုံးကန်အော်ဟင်းနေပေမဲ့ထိုအလောင်းကောင်ကြီးကဂယုဆိုင်ဟန်မရှိ။အာငါ့ကိုလှုပ်လှုပ်လှုပ်ပေးပါ။ကဲရီဆန်းကစိန်ကြီးလေပင်အားကင်ပြီးရေထဲသို့ထိုးနှက်နေတော့တယ်။ စိန်ကြီးသေးလူမျိုးပါဖြစ်နေပြီမိမနဲ့ယောက်ျားဆိုပေမဲ့ထူးဆန်းစွာရုံးကန်လို့မရပါထိုခိုက်ငါသမီးအဲ့လိုမလုပ်ရဘူးလေတတဝါတိုင်းကကံကံရဲ့အကျိုးတိုင်းဖြစ်ကြရမှာပါကွယ်လွတ်လွတ်ပေးလိုက်ပါကွယ်ပိတ်ဖြူစင်ကျဲနဲ့အဖိုးကြီးတူကံပေါင်းပေါ်ကနေလှမ်းပြီးပြောတဲ့ဟိုကြတော့ပိုးဆိုတဲ့အလောင်းကောင်ကြီးကလက်ထဲမှာရင်းနှစ်ပြီးတတ်နေတဲ့စိန်ကြီးလေးပင်အားလွှတ်ချလိုက်ပြီးလက်အုပ်ကြီးရဲ့ရှိုက်ကြီးတန်ငင်ကိုကျွေးတယ် တမီးကိုခွင်းလို့ပါအဖရေသူတော်ဘာအသက်ကိုသေစေခြင်းကပန္နာတိပါဒကံမြောက်တဲ့ဆိုပေမဲ့မပြေနိုင်တဲ့အညိုးများကြောင့်တမီးလူရုံမှာတတိုင်းနဲ့ငရဲလိုက်သွားပါရစေတော့ပြောရင်းနဲ့စိန်ကြီးလယ်ပင်ကိုတိုင်းဖက်ကရေထဲသို့ခုံကျပျောက်ကွယ်သွားပါတော့တယ်ရိတ်သက်သွားတဲ့ရေပြင်အားကြည့်ရင်ကံပေါင်းမောကအဖိုးကြီးကလက်ထဲမှပရီးကိုစိန်ရင်အော်အညိုးရံဆွဲတကယ်မလွယ်ပါလားအညိုးကြီးလိုက်တာငါတမီးရဲ့ ူအချင်းချင်းမုန်းထားခြင်းကင်းရှင်းကြပါစေကွယ်။လာမင်းကြီးကတော့ထိန်ထိန်သာရက်အဖိုးကြီးကံရည်ပြင်းပြကြီးအောင်ကြောခိုင်းရင်တပြေးပြေးမှုံဝါပျောက်ကွယ်သွားပါတော့တယ်။ပြိတက်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။